ါခြင်းနဲ့ပတ်သက်တဲ့အရာလည်းဒီတိုင်းပဲဖြစ်တယ်ဘုရားဖွင့်ပြပါစေအဲ့တော့တင့်ရဲ့ခန္ဓာကိုယ်ကိုဘုရားသခင်ကဘာလို့စေခြင်းလဲဆိုတော့ထိမ့်သိမ့်စေခြင်းနဲ့ဒါပေမဲ့မထိမ့်သိမ့်ပဲနဲ့ပြည်တစားနဲ့သွားအိမ်မယ် HIV ရလာတာမဆန်းဘူးဟယ်လိုမလားကိုကြိုက်တယ်လို့မနေပဲနဲ့ကိုဖြစ်ချင်တယ်လို့မလုံတော့ပဲနဲ့ဘုရားသခင်နှုတ်ကပတော်ထဲမှာပြောထားတဲ့အတိုင်းကျမတို့ကအသက်ရှင်မယ်ဆိုရင်မိမိကိုယ်ကိုစောင့်ရှောက်ပြီးသားဖြစ်လိမ့်မယ်အဲ့ဒီစောင့်ရှောက်ခြင်းထဲကနေတင်ဟာတစုံတစ်ခု ဒီလောကနဲ့ဆိုင်တဲ့ယောဂတခုခုဝင်လာပြီဆိုရင်တင်းနေတဲ့အဲယောဂကိုဆုံးမလို့ရတယ်။အဲယောဂကိုနှင်ထုတ်လို့ရတယ်။အဲယောဂကိုအမိတ်ပေးလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမကိုလည်းဖရာသခင်မကျဲမမချင်းတဲ့ကနေကျမ်းမာဈေးခဲ့တဲ့အတွက်ကြောင့်လို့ကျမဒီသက်တဲ့ကိုခံနေခြင်းဖြစ်တယ်။အာမင်။တချို့သောသူတွေဒါကျမ်းမာခြင်းနဲ့ပတ်သက်ပြီးတော့တချို့သောသူတွေအိမ်မှာဆိုရင်အတန်နေကြရတယ်ခဏခဏတကားလာခောက်တယ်အိမ်ခန်းထဲမှာနော် ပြီးရင်အတန်တွေနဲ့စကားလာပြောတဲ့ຢာတွေရှိတယ်အဲ့လာကို तू ကမတောင်းနဲ့တူတယ်ဆီမလာတောင်းပေးဆိုတော့တွတ်တောင်းတာပေါ့အဲ့တုန်းကလည်း तू နဲ့ကိုနဲ့ကတိတ်ပြီးတော့စကားတွေမပြောပြဖူးเนาะဟိုမပြောပြတော့အေးပေါ့လေ तू ကတောင်းစီခြင်းနဲ့ဆိုတော့လည်းတွတ်တောင်းမှာပေါ့အမှန်တော့စုစမ်းနာမည်၌ဖြစ်အပ်သောနာမည်လက္ခဏာလားယုံကြည်သူတို့၌ဖြစ်အပ်သောနာမည်လက္ခဏာလားတင်နှင်ထုတ်ရင်ထွက်ရမှာ तू တင်လက်ခံလို့နေနေတာ သင်နားထောင်လို့စကားပြောနေတာသင်နေရာပေးထားလို့သူဝင်နေတာမဆန်ဘူးအဲ့တော့ကျမတို့လောက်မယ့်အရာကနှဆိုးဝိညာဉ်ဆိုဆိုဘာလောက်ရမှာလဲနင်ထောက်ရမယ်အိမ်ထဲမှာတရရောက်ကအတန်နေကြားနေတယ်နော်ငါဖာအတန်နေလဲမသိဘူးကြားနေတယ်ယူးကြောင်ကြောင်ဖြစ်နေတဲ့ပုံစံအဲ့ဆိုသင်ကအဲ့ဒါကိုမြင်တဲ့အခါမှာလေအာအေးအဲ့လိုမျိုးပဲနေစိတ်ကြောက်ယောဂဖြစ်နေရတဲ့သူတွေဆေးတောက်လိုက်ဆိုရင်ဆက်ပြီးတော့နေမှာပဲနေတာမဆန်ဘူးမကြခင်အဲ့လိုယူးတော့မှာ ဲ့တင်ကဘာလို့ရမလဲဆိုတော့မာနက်ကိုဝင်ခွင့်မပေးဘူးရန်အတွက်တတိရှိရမှာဖြစ်တယ်အာမင်အာမင်ကျွန်မမမိသေးတယ်ကျွန်မအရင်တော့ကသူများအိမ်မှာငားနေတဲ့အချိန်တော့အိမ်အောင်စကြတဲ့အချိန်တော့အဲ့ဒီတိုက်ခန်းလေးမှာ ကျွန်မနေတာပေါ့နော်အမြင့်ဆုံးပဲဟိုကောင်းကင်နိုင်ငံတော်နဲ့နီးတယ်တော်တော်လေကားတက်ရတယ်ကျမအိမ်ကိုပြန်ရောက်ပြီဆိုကျမအိမ်တုန်းကဆီယမ်မလုပ်တာကို horizon မှာဆီယမ်မလုပ်တယ်ကျမမျိုးသားက အမှုတော်ဆောင်ဆိုတော့ကျမအေးပေါ့တနေ့ကအိမ်မှာမရှိသူလဲအမှုတော်ဆောင်ဆိုထွက်နေတာပေါ့တနေ့ဖြစ်ချင်တော့ကျမအိမ်ကိုပြန်ရောက်ပြီဆိုရင်ဘလို့ခံစားရလဲတလားအကောင်းလေးလေဘေးနာဖြတ်ပြေးတဲ့ရတာကျမခံစားညပတ်ဆိုလို့ရှင်လဲကျမဗာမြင်ရလဲဆိုတော့ဆရာစောဒီဟာပုံစံရောင်ဆောင်ထားတဲ့သူကိုကျမမြင်ရတယ်အဲ့မတကယ်ရှိလားဆိုမရှိဘူးအိမ်ကတော့ခတ်ထားတာကိုအမြင့်ဆုံးလေဘယ်သူမှတက်လာလို့အဆင်မပြေဘူးအဲ့တော့ကျမဒါတကယ်ဖြစ်ဖြစ်နော် ကျွန်မကဟာစမ်းစာတွေလည်းအလုံးသိပါတယ်အဲ့တော့ကျွန်မကပထမပိုင်းစာရတော့တိတ်ပြီးတော့မနင်ထုတ်သေးဘူးလက်ခံထားတာလေဒါနဲ့နောက်ပိုင်းကျတော့ကျွန်မဘာလုပ်လဲဆိုတော့အိမ်တကားကို ဖွင့်ပြီးဆိုတာနဲ့ငါပြန်လာပြီးငါနေရာမှာတို့နေကြအကြောင်းမရှိဘူးယေရှုနာမ၌တို့ထွက်အဲ့ချိန်ကစပြီးလုံးဝရှင်းရှင်းလင်းလင်းတန့်ရှင်းရေးဖြစ်သွားတယ်တချို့ကအဲ့လိုမျိုးမဟုတ်ဘူးကြောက်နေတာကြောက်နေတာဆံမလာနောက်တစ်ခါဆိုမလာဘူးကိုယ့်ကိုယ်ဆူတောင်း အာမင်တကယ်ပြောတာနောက်တစ်ခါမလာဘူးဘုရားရှိခိုးဖို့အတူတူကအာကျေးဇူးချီးမွမ်းမယ်ဆိုလာခဲ့မယ်နတ်ဆိုးနေထောက်တယ်ဆိုတဲ့အရာကယုံကြည်သူတွေရဲ့သဘာဝဖြစ်ရမှာလောက်ရိုးလောက်ဆင်ဖြစ်နေရမှာဘာလို့နတ်ဆိုးဝိညာဉ်ဆိုတာနေရာတိုင်းမှာရှိနေရလေဒါပေမဲ့ကိုကိုလာနောက်ရှက်မယ်ဆိုနောက်ရှက်ဖို့မခံရဘူးအဲ့တော့နေထောက်ဖို့ရန်အတွက်ကျမတို့ရဲ့လောက်ရိုးလောက်ဆင်ထဲမှာထည့်ထားတဲ့ပုံနဲ့ရေးကြည့်ရအာမင် ဘာဝလွန်နဲ့အဖြစ်အပျက်တွေဆိုတာယုံကြည်သူတွေအတွက်နေ့စဉ်ထမင်းစားရည်သားလို့ပြောနေခြင်းဖြစ်တယ်။ဘာဖြစ်လို့လဲသင်ပေါ်ပေတဲ့ဘုရားတဘာဝလွန်နဲ့ဘုရားဟုတ်ပါသလား။ဒါဆိုတဘာဝလွန်နဲ့ဘုရားကတဘာဝလွန်နဲ့အဖြစ်အပျက်တင့်ထဲကနေစီးထွက်စေခိုင်းတာကထူးထူးခြားခြားမှမဟုတ်တာ။အာမင်။အာမင်။ဒါကြမနောက်ကလိုက်ပြောပါဦးကျွန်ုပ်သည်တဘာဝလွန်သောအမှုအရာများကိုသခင်ဘုရားဤနာမ ိုင်တော်သူဖြစ်သည်သခင်ဖရာဤအခွင့်အာဏာကိုအပိုင်ရထားတော်သူဖြစ်သည်ကျွန်ုပ်အားဖြင့်မကျမမာတော်သူများကျမ်းမာပြီးချုံနှောင်ခြင်းခံရတော်သူများလွမြောက်ပြီးယေရှုနာမ၌ယေရှုနာမ၌ယေရှုနာမ၌ဝန်ခံပါ၏ ယုံလားသင်ယုံလားယုံကြည်တိတိုင်းတင်လိုက်ဖြစ်မှာဖြစ်တယ်အာမင်ယေရှုခရစ်တော်ကဘာပြောလဲသလားငါပြုသောအမှုတော်ကိုသင်တို့ပြုကြမယ်တဲ့ဒါပေမဲ့အိတ်ထက်သာ၍ကြီးသောအမှုကိုလည်းဖခင်ကသင်အသက်တာထဲမှာပြုစေမယ်တဲ့အာမင်